ချက်စီသိန်းကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲဒီကနေ့ညာချမ်းလေးကတော့မင်္ဂလာအပေါင်းနဲ့ခါညောင်းတဲ့ညာချမ်းလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါရခင်ဗျာဆိုတော့ကျွန်တော်တို့ Nottingham Forest အသင်းနဲ့ Chelsea သင်းတို့ရဲ့ထိတ်တိုက်တွေးဆုံမှုပွဲစဉ်အပြီးမှာတော့ Chelsea သင်းက Ancient Nottingham Forest အသင်းကို တကောကိုမရှိဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ကျွန်တော်တို့ရဲ့ DR ဒီဘာပဲပြောပြောအမြင့်ဆုံးရည်မှန်းချက်လို့ပြောလို့ရတယ်အဲ Champions League ဝင်ခွင့် Top 5 ဝင်သွားပြီဖြစ်တဲ့အတော့တကယ်ကိုအဲဘာပဲပြောပြောပေါ့ဗျာခြေနဲ့ရမယ်အနေထားလို့ပဲပြောရမှာဖြစ်ပါတယ်အလုံးသီးအတိုင်းပဲ Chelsea သင်းကအနေမြင့်အတက်ကြတွေအများကြီးကိုကြော်ဖြတ်နေရတဲ့အသင်းအသင်းဖြစ်တယ်လို့လက်ရှိချိန်ထိလည်းနီးပြတဲ့အန်ဆိုမာစကာရဲ့လက်အောက်မှာအသင်းအနေနဲ့အထိုင်ကျဖို့အတွက်အများကြီးစူးစမ်းနေရဆဲဖြစ်တယ်ချက်စီသင်းဟာဒီလိုကွင်းတွင်းတာမက ကွင်းပြင်ပါမှာဆိုလို့ရှိရင်လည်းဒါကျွန်တော် sponsor ဆိုရင်တော့မှဒါရာသီသိန်းခန့်နီးမှရတယ်ဆိုတဲ့အထိအဖက်ဖက်ကနေချက်စီးသင်းကပြန်လဲတိဆောက်ယူနေရတဲ့အနေထားပေါ့ဗျာကျွန်တော်တို့တွေ Champion League Top Bet 2K နဲ့တူရယူပြီးတဲ့အချိန်ဒါ Roman Abramovich နဲ့တကယ်ကိုဒါခစ်သစ်တစ်ခုကိုအကြီးအကျယ်တီထောင်တော့မယ်ဆိုပြီးတော့ကြုံဝါနေစင်မှာပဲကျွန်တော်တို့ရဲ့ရီမန်းချက်တွေပေါ့နော်အားလုံးကပြက်ပြက်သွားခဲ့တယ်အကြောင်းအကြောင်းကြောင့်ဒါ ျွန်တော်တို့ Movic က Chelsea သင်းကိုရာရောင်းချလိုက်ရတဲ့အနေအထားမျိုးပေါ့ဗျာတကယ်အသင်းကိုအရန်ချစ်တယ်ကျွန်တော်တို့ Chelsea သင်းကိုအားပေးတဲ့နေရာမှာအသေးပိုင်ရှင်ကြီးဖြစ်တဲ့ Ibrahimovic ရဲ့အလုပ်ရက်တွေအပေါ်မှာလည်းအများကြီးကျွန်တော်တို့ဟာစိုက်နေသက်အားပေးခဲ့ရတဲ့ခိုက်ခဲ့ရတဲ့အထားမျိုးတွေဖြစ်တယ်ကျွန်တော်တို့ Chelsea ပြိသက်တွေသာမကပါဘောเนาะတခြားသောပြိုင်ဘက်အသင်းပြိသက်တွေကပါကျွန်တော်တို့ရဲ့အသင်းပိုင်ရှင်ရဲ့အသင်းပေါ်မှာထားတဲ့စိတ်စေတနာပေါ်မှာအားကြခဲ့ရတဲ့အထိပဲဒါပေမဲ့ ်အာ top ball တွေအစုဖွဲ့ပေါ့เนาะ American တထေးတွေဝယ်သွားပြီးတဲ့အချိန်မှာအဲကျွန်တော်တို့ရဲ့အသင်းကလည်းတော့ business ဆန်နေဒါပေမဲ့သူတို့လည်းအသင်းကိုတော်တော်လေးလှုပ်ပေးနေပါတယ်ဒါကကျွန်တော်ဟိုအမှန်တိုင်းပြောရရင်ဘောလေးတို့လည်းဝယ်တော့ဝယ်ပေးနေတာပဲသို့တော့ကွာတော့ကွာသွားတာပေါ့ဗျာအခုကတခါလေးကြာရင်တန်တရားဝင်မိတယ်ဗျဒီ Lawrence Dewar တို့ Paul Weston လေးတို့ရဲ့လုပ်ရက်တွေပေါ့ဗျာလူငယ်တွေတော့အများကြီးခေါ်တယ် ပြီးရင်အတုံးမချဘဲနဲ့ပြန်ရောင်းနေတာကျွန်တော်ကဟိုအေဂျင့်ကားတွေနဲ့များအဲလုံနေသလားပေါ့နော်အေဂျင့်ကားတွေများထုတ်ယူနေသလားဆိုပြီးတော့တော့မှတန်တရားဝင်လောက်တဲ့အထီကိုဒါလက်ရှိမှာ Chelsea သင်းရဲ့ Driver တွေရဲ့ဆွမ်းဆောင်ရည်တွေကလည်းမင်းကိုထုတ်ဆရာအနေထားမျိုးမှာရှိနေတယ်။သို့တော်လည်းပဲ Top Ball လေးတို့အနေနဲ့ဟိုစီးပွားရေးတစ်ဖက်မှာတော့စီးပွားရေးဆန်တာတော့ဆန်တာပဲဒါပေမဲ့အသင်းပေါ်မှာတော့ဖြည့်တင်းပေးနေတဲ့အပိုင်းတွေကတော့အများကြီးကျွန်တော်တို့တွေ့ရတယ်။သို့တော့ အဲတချို့လောက်ရက်တွေပေါ့ဗျာဥမာ 2K ကနေစပြီးတော့တောက်လျှောက်ဆိုသလို Jersey တင်ရဲ့တကယ်အော်လူဟောင်းနေအားလုံးဒီဘက်ကိုရှင်းထုတ်ပြစ်လိုက်ပြီးတော့အလုံးဝအစ်စ်ပြန်သွားတယ်ဆိုတဲ့အနေထားမှာဒါသူလဲစီဝါရေးတမားတယောက်အနေနဲ့သူ့အန်ဒီရောသူမြင်မှာပဲပေါ့နော်ဆိုတော့သူကိုယ်တိုင်တောင်မှအဲယုံကြည်စိတ်ချတဲ့အနေထားတရမလို့သူဒီလိုလုပ်တယ်လို့ပဲကျွန်တော်ကတော့တွေးပါတယ်ဒါပေမဲ့အသင်းကတော့တော်တော်လေးခါထွက်သွားခဲ့တာရှိတယ်နောက်ပြီးတော့နီးပြားတွေခံအပ်မှုမှာဆိုလို့ရှိရင်လဲဘောလီရောကဒါ ကျွန်တော်တို့ဆွဆွဲတာမှန်လားမှားလားတော့မပြောနိုင်ပေမဲ့သူတို့ဩဇာညောင်းလောက်မဲ့နီးပြမျိုးတွေကိုပဲရွေးချယ်ကြတာများတယ်အထူးသဖြင့်ပိုချက်တီနိုကိုမခန့်အပ်ခင်ကဆိုလို့ရှိရင်နေဂျက်စမန်တို့အန်ရီတို့ရှိနေတာတော့ပရိသတ်အကြိုက်နဲ့လည်းကိုက်ညီတဲ့နီးပြတွေပေါ့နော်ဒါပေမဲ့ပိုချက်တီနိုပဲခန့်လိုက်တယ်ဒါပေမဲ့ပိုချက်တီနိုကလည်းပြီးတဲ့အတိုင်းပဲဗျာဆွမ်းဆောင်ရည်ပိုင်းအရာမေခိုးထုတ်စရာတွေဖြစ်ခဲ့တဲ့အချိန်မှာဒါဘသူများထပ်ပြီးတော့ခန့်ပလိုက်တော့ဇီဒန်တို့ပါလို့ပေါ့ဗျာစသဖြင့်ပေါ့ဒါပေမဲ့လည်း ဒါကျွန်တော်တို့လက်စတာကိုပရီးမီယာလိဆွဲတင်ပေးခဲ့တဲ့အန်ဆိုမာစကာကိုခေါ်ယူခဲ့တယ်မာစကာအနေနဲ့လည်းအာဒီယာဒီမာဘာပြောပြောသူ့ရဲ့ပထမဆုံးဒါအသင်းကြီးတသင်းကိုကင်တွယ်ပြီးတော့နှစ်ဖူးတွေဒူးတွေပရီးမီယာလိဒီဆီဇန်ကိုဖျက်သန်းတဲ့နေရာမှာတော့သူလည်းအများကြီးစိန်ခေါ်မှုတွေနဲ့တော့ရင်ဆိုင်ခဲ့ရမယ်လို့ကျွန်တော်ထင်တယ်ဒီ2024ဒီဇင်ဘာမတိုင်ခင်ပေါ့နော်2024ကုန်ကန်ဒီပွဲစဉ်တွေမှာမာရက်စကာနဲ့ချက်စီသင်းဟာတော်တော်လေးလုတ်ပြနိုင်ခဲ့တယ်။ဒါအားလုံးက နော်ဟိုဟာဖြစ်ရတဲ့အထီးပေါ့ဗျာဒါအစင်းရဲ့ထိပ်ပိုင်းတွေအထီးကိုဒါကျွန်တော်တို့ဇီယာရဲ့ထိပ်ပိုင်းတွေအထီးကိုချက်စီတင်ကရက်တည်နိုင်ခဲ့တယ်တိုးတော်လည်းပဲဒါ2025နှစ်စပိုင်းနေစလို့ပြန်ပြီးတော့အသင်းရဲ့ဆွမ်းဆောင်ရည်ပိုင်းတွေကတဖြည်းဖြည်းကြကြကြဆင်းရာကနေပြီးတော့ဒါအခုတော့ကျွန်တော်တို့ဒီချန်ပီယံလိဝင်ခွင့်ကပဲအမြင့်ဆုံးဆိုတဲ့အင်တာဗျူးရောက်ရှိသွားတာဖြစ်တယ်အဲဘာပဲပြောပြောနောက်ဆုံးဒါမျိုးအဲချန်ပီယံလိဝင်ခွင့်တနေ့အတွက်တေချာစေခဲ့တဲ့အနေထား ရအောင်ဖန်တီးနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာပါပဲပြောပြောပါနော်ကျွန်တော်တို့အနေနဲ့ခြေနဲ့ရမှာပဲဖြစ်တယ်ဆိုတော့ဒီကနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အချင်းချင်းပြောရမယ်ဆိုရင်တော့ကျွန်တော်အိတ်တော်ငိုက်တယ်ပေါ့နော် Forest ကတော့မှနည်းနည်းရင်ခုန်စရာအခိုက်အတန့်တွေကိုဖန်တီးပေးသွားတယ်လို့ကျွန်တော်ထင်တယ်ချက်စီတင်ကတော့ဒီပွဲစဉ်မှာထိမ့်သိမ့်သိမ့်သိမ့်နဲ့ပဲကစားသွားတယ်ဒါပေမဲ့ချက်စီတင်ရဲ့ကစားပုံကအန်နီရောများတယ်လေးလေးပင်ပင်ဖြစ်တဲ့ ဟိုဘယ်လိုပြောမလဲမိနစ်ပိုင်းခြားတွေလည်းရှိတယ်။ဒါပေမဲ့တံပြန်တိုက်စစ်တွေကနေပဲအဓိကချက်စီသင်းကပြန်ပြီးတော့ရန်သူရဲ့ဒါအငိုက်ကိုဖမ်းပြီးတော့ကစားသွားတဲ့အခြေမျိုးလေးတွေလည်းရှိတယ်ပေါ့နော်။ဒီဘက်မှာအန်ကန်ကူတို့မတ်စကူတို့ဘလောက်ထိမယုံကြည်သလဲဆိုတာကိုလည်းပြသသွားတယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်မှုမပါဘဲနဲ့ကိုမာစ်ကအနေနဲ့စတရောက်ခင်းချင်းကိုပြင်ဆင်လာခဲ့တာဖြစ်တယ်။ဘာပိုင်းမှာဆန်ချိုအနေနဲ့နည်းနည်းလေးခြေမပေါ်ဘူးလို့ကျွန်တော်မြင်တယ်။မာရူဂီကတော့ အဲတလွဲတွေလုံနေတဲ့အပိုင်းတွေရှိပေမဲ့တော်တော်လေးဒီပွဲစဉ်မှာတိုးတယ်ယုံတယ်ပက်ထရိုနက်တိုတိုးတယ်ယုံတယ်ပေါ့နော်ဆိုတော့ goal ပေါ်မှာလည်းသူကလည်းသူတော့အဆင်ပြေတယ်ဆိုတော့ကိုယ်လည်းဘိုင်းမှာကန်စီရိုအနေနဲ့လုံအောင်ကောင်းကောင်းနဲ့အတင်းဝင်အတင်းပြတ်ပုံစံမျိုးကစားသလိုဖာနန်ဒက်အနေနဲ့လည်းအဆင်ပြေတယ်ဒီလိုပဲဘယ်ဂျန်ကမတ်စကူဂရီလာအနေနဲ့ဒီကနေ့ပွဲစဉ်မှာလည်း credit ပေးရမယ့်ကစားသမားတစ်ယောက်ထဲမှာပါတယ်ကျွန်တော်တို့မှဒါ ရှေ့ကဗီဒီယိုတစ်ပုဒ်မှာတော့ကကူရယ်လာရဲ့အရက်ကြောင့်မလို့ area ball တွေမှာတော့အားနေချက်ရှိနိုင်တယ်လို့ကျွန်တော်ပြောခဲ့တာတော့မှားသွားဒီနေ့သူ့ရဲ့အမြင်ပေါ်ရှင်းထုတ်မှုတွေကလည်းဘာပြောသူ position မှန်မှန်နဲ့ jump ကောင်းကောင်းနဲ့ရှင်းထုတ်သွားတာတွေကိုတွေ့ရတဲ့အတွက်တော်လေးကျွန်တော်အနေနဲ့သဘောကျမိတယ်ဆိုတော့ foreign အနေနဲ့ကလည်း goal ရလူနီးပါ၃ချိန်လောက်ထိဒီဘွဲစီမှာရှိခဲ့ပေမဲ့အဲဒါကန်ခေစွာနဲ့ပဲအပေါ်ထောင်နဲ့လုံးဝထောင်ပေးချော်ရဲလုံးဝချော်နဲ့ပေါ့နော်လိုမျိုးပဲပြီးသွားတာဖြစ်ပါတယ်ပွဲကတော့အရန်ကြီးမြန်မြန်ဆိုင်ဆိုင် အရင်ကြီးကျွန်တော်တို့ပြိသက်ကြလောက်တဲ့အနေထားမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ကတော့ကျွန်တော်အမြင်အရတော့ကျွန်တော်တို့သုံးသပ်ပါတယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့ဒီပွဲစဉ်ကိုအဓိက RKB ကြည်တာကဘလို့နိုင်နိုင်အနိုင်ရရှိဖို့အတွက်ဖြစ်ပြီးတော့ဒါကျွန်တော်တို့ top 5 string ကိုဝင်ဖို့အတွက်ကကျွန်တော်ရဲ့အမြင့်ဆုံးရှိမှချက်ဖြစ်တာနဲ့အညီကျွန်တော်တို့ရှိမှချက်လေးပြည့်သွားတဲ့အတွက်ဝမ်းသာရရတယ်ပေါ့ဗျာဝမ်းသာရရပါတယ်ဆိုတော့နောက်နှစ်မှာ Champions League ကစားမှာဖြစ်တဲ့အတွက် Chelsea အနေနဲ့ transfer မှာတကယ်ကိုအင်အားဖြစ်တင်းမှုတွေကိုကျွန်တော်တို့အားတက်သရောလုပ်ပြီးပေါ့ဗျာ။ဘာပြောဒီပွဲစဉ်ရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်ဘလောက်ပဲဒါကျွန်တော် transfer မှာလောဝါပေါ့တော့အားခဲထားတယ်ပြောပြောဗျာတစ်နှစ်လဲမဟုတ်တော့နှစ်နှစ်လဲမဟုတ်တော့ဆိုတဲ့အနေထားမှာဘောလေးတို့လည်းစိတ်တက်ကြမှာပဲအခုတော့ဘာပဲပြောပြောချန်ပီယံလိဝင်ပြီဆိုတဲ့အနေထားတည့်ရမှာကျွန်တော်စပွန်ဆာတွေလည်းလိုက်လာတော့မယ်ဆိုတော့ဒီပိုင်ရှင်တွေနေနဲ့လည်းနောက်နှစ်မှာဘာပြောတာ top ball လေးတို့အနေနဲ့သူတို့ကင်တွေ့ပြီးတဲ့အချိန်မှာဒါပြန်ဝင်တာပေါ့နော်ပြန်ဝင်ပြီးတော့ချန်ပီယံလိပြန်ဝင်တယ်ဆိုတဲ့အနေထားမှာ တို့လည်းအများကြီးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လာနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်အသင်းမှာပိုရှန်နေတဲ့ဒါအသင်းရဲ့ plan နဲ့ကိုင်းညီမှုရှိတော့တဲ့ player တွေရှင်းထုတ်မှုတွေကိုလည်းကျွန်တော်တို့ညံမြင်ရမှာဖြစ်သလိုဒီအသည် transfer window ကလည်းကျွန်တော်မြိုင်မြိုင်ဆိုင်ဆိုင်ကြီးနဲ့ကိုစောင့်ကြည့်ရအောင်မဲ့ transfer window ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဆက်လက်ပြီးတော့ Chelsea သတင်းတွေကိုတီးသတ်အပတရတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ Blue Lion Facebook page အမာခံပရိသတ်ကြီးတွေ CBTV YouTube channel ရဲအမာကပြိသက်ကြီးတွေနဲ့ချက်စီးတဲ့တင်တီးတဲ့နားဆင်ကြည့်ရှုခြင်းနဲ့ဆိုတော့ channel page ကို like and subscribe like and follow ပြုလုပ်ထားကြပြီးတော့ဆိုရင်လည်းအားလုံးပဲမင်္ဂလာညချမ်းပါညကိုလိုရဲ့ဒီတရားဒီလုံးချက်စီးတဲ့မောင်အမြင်လေးတွေကိုလည်းအောက်က comment box ထဲမှာဝင်အောင်မှတ်ချက်ပေးရေးသားသွားနိုင်ပါတယ်ခင်ဗျာ page လေးကိုလည်း like and follow YouTube channel လေးကိုလည်း like and subscribe ပြုလုပ်ဖို့မေးကြပါနဲ့အားလုံးပဲ see you next video ပါနော်